မင်္ဂလာပါရှင်တင်းနေတာဤတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့အော်တိုဘားလ30ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရယ်ရှင်တင်းနေတာဤတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တင်းနေလာနေကနေတောက်ကြနေဒီပုံမှန်တင်ဆက်သွားပါမယ်ရှင်စကိုင်းတိုင်းကြောင်မြောင်းမြို့နဲ့မန္တလေးတိုင်းဆင့်ကူမြို့ကိုဆက်သွယ်ထားတဲ့ရေတနာတင်ခတရာမိုင်းခွဲဖြက်စီးခံလိုက်ရတယ်လို့ဒေတာခန်တွေကပြောပါတယ် ယဒနာတိန်ခတရာဟာအော်တိုဘားလ29ရက်မနက်အစောပိုင်းမှာမိုင်းခွဲဖြက်စီခံရတာလို့သိရပါဗျ။ကြောင်မြောင်းမျိုးပတ်ချန်းတရာထိတ်ကိုစစ်ကောင်စီကတက်ဆွဲထားပြီးစင်ကူဘက်ကတရာထိတ်ကိုတော့ပြည်သူ့ကာကွယ်ရေးတပ်တွေကထိန်းချုပ်ထားတာပါ။တရာကစင်ကူဘက်ချန်းကပျက်စီးသွားတာဖြစ်တယ်လို့သိရပြီးဘယ်အဖွဲ့အစည်းကလှုံ့ဆော်ခဲ့တယ်ဆိုတာတော့မသိရသေးပါဘူး။တရားပြစီသွားပြီးတဲ့နောက်စင့်ကူမျိုးနယ်တဲကိုစစ်ကောင်စီတပ်က၅ကြိမ်ထက်မနည်းလေးကြောင်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။ ဒဝဲမြို့အနီးလှည့်ကင်းထွက်လာတဲ့စစ်တပ်ကိုတော်လန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ပြီးစစ်တပ်ဘက်က၃ဦးသေဆုံးပြီး၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒူရကစစ်ကြောင်းကထုတ်ပြန်ပါတယ်။အော်တိုဘားလ22ရက်နေ့မှာလှည့်ကင်းထွက်လာတဲ့စစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့နိုင်ဝက်အကြတိုက်ပွဲဖြစ်ပွားခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုကိုဒူရကစစ်ကြောင်းဒေါနာတက်ခွဲခွန်အေရင်မှူးပြောက်ကြားတပ်ဖွဲ့တို့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လန်ရေးတပ်ဘက်ကထိခိုက်မှုမရှိခဲ့ဘူးလို့ထုတ်ပြန်ကြေညာသိရပါတယ်။ ။ဒါအပြင်ရေဖြူမြို့နယ်ညင်ထွေးကျေးရွာအတွင်းယာယီတက်ဆွဲထားတဲ့စစ်အုပ်စုတပ်စစ်ကြောင်းကိုပြီးခဲ့တဲ့အော်တိုဘာလ20ရက်နေ့မှာတော်လန်ရေးတပ်တွေကဒရုန်းနဲ့နှစ်ကြိမ်ပုံတိချတိုက်ခိုက်ခဲ့တယ်လို့ဒူရကစစ်ကြောင်းကထုတ်ပြန်ပါတယ်။တရုတ်အစိုးရဂျာဝင်စစ်ဆက်မှုနဲ့ TNL နဲ့အာနာသိန်းအကြံဖက်စစ်အုပ်စုတပ်တို့အပြစ်အခက်ရစဲရေးလက်မှတ်ရေးထိုးလိုက်တယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNLA ကဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့စစ်တပ်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့တရုတ်နိုင်ငံကုမင်းမြို့မှာအော်တိုဘားလ28ရက်နေ့နဲ့28ရက်နေ့တွေမှာဆွေးနွေးပြီးတဲ့နောက်လက်မှတ်ရေးထိုးခဲ့တာလို့သိရပါဗျ။အဲ့ဒီအစည်းအဝေးမှာ TNL တက်တွေကမိုးကုံနဲ့မိုးမိတ်မြို့နယ်တွေကနေပြန်လည်ဆုတ်ခွာပေးဖို့သဘောတူခဲ့တယ်လို့လည်းသိရပါဗျ။ တနင်္သာရီမြို့နယ်လေးမိုင်ရွာအနီးကစစ်ကောင်စီတပ်ကိုတော်လန်ရေးတပ်ကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာတော်လန်ရေးတပ်ဘက်ကရဲဘော်တအူးကြာဆုံးပြီးတအူးတန်ရာရရှိခဲ့တယ်လို့ဗိတ်ခိုင်တရင်နှစ်ကထုတ်ပြန်ပါတယ်အော်တိုဘာလာ28ရက်နေ့မွန်လဲပိုင်းမှာလေးမိုင်ရွာအနီးမှာတော်လန်ရေးပူပေါင်းတပ်တွေကစစ်တပ်ခြေကုပ်ယူထားတဲ့နေရာကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်ဘက်ကလည်းအရာရှိတအူးအပါအဝင်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေးဆုံးတာတွေရှိတယ်လို့ဆိုပါရယ်။ င်းနဲ့မြန်မာမှာလူသုံးများတဲ့ဟွန်ထိုင်းအမိနဲ့အစိမ်းရောင်ရှူစည်းဘူးတဲမှာဗက်တီးရီးယားနဲ့ပိုးမွှားပါဝင်မှုများနေတဲ့ဆိုတဲ့သူတို့ရဲ့ရှူစည်းဘူးတွေကိုပြန်သိမ်းယူပြီးဖျက်ဆီးသွားမယ်လို့ကုမ္ပဏီဘက်ကထုတ်ပြန်ပါတယ်။ဟွန်ထိုင်းကထုတ်လုပ်ထားတဲ့ရှူစည်းဘူးအားလုံးမဟုတ်ပဲထုတ်လုပ်စဉ်အမှတ်စဉ်နံပါတ်000332ရှူစည်းဘူးတွေသာအသက်မှတ်ပမာဏတက်ဗက်တီးရီးယားမှုန်နဲ့ပိုးမွှားပါဝင်မှုကျော်လွန်နေတာကိုတွေ့ရှိခဲ့လို့အေးအေးယူမယ်လို့ ထိုင်းအစားအသောက်နဲ့ဆေးဝါးကုတ်ကဲရေးဦးစီးဌာနကမကြသေးမီကထုတ်ပြန်ခဲ့တာပါဒီရှူဆေးဘူးဝယ်ထားတဲ့၃ဆွဲသူတွေရောင်းချသူတွေအနေနဲ့လည်းကုမ္ပဏီကိုပြန်လာအကြဖို့နဲ့ငွေပြန်အမ်းသွားမယ်လို့လည်းကုမ္ပဏီက ပြောပါတယ်တနင်္သာရီမြို့နယ်ကိုအင်းရွာကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ပုံကျဲခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ် အော်တိုဘာလ29ရက်မနက်9:00နာရီခွဲမှာစစ်တပ်က Jet Fighter နဲ့ကိုအင်းရွာအုံကြီးချောင်းအနီကိုပုံတလုံးကျဲချပြီး point 5တနက်တွေနဲ့လည်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ပြည်နှင်းသားရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။